တရုတ်မြန်မာနယ်စပ်မူဆယ်မြို့မှာမြန်မာတရုတ်ကုန်စည်ပြပွဲကိုလာမယ်ဒီဇင်ဘာလလယ်မှာပြုလုပ်ဖြစ်ပါကတရုတ်နိုင်ငံဘက်အချက်မန်စီမြို့မှာကြီးကျယ်တဲ့ဖျော်ဖြေပွဲကြီးတစ်ပွဲပြုလုပ်ဖို့စီစဉ်ထားတယ်လို့တရုတ်နိုင်ငံယူနန်ပြည်နယ်နိုင်ငံတကာဆက်ဆက်ရေးဌာနဒုညွန်ညာရေးမှူးချုပ်မစ္စတာဝဝေကပြောပါတယ်ပြီးခဲ့တဲ့နိုဝင်ဘာ29ရက်ကယူနက်ပြည်နယ်မြို့တော်ခွင့်မင်းမှာမြန်မာနိုင်ငံကသတင်းထောက်တွေနဲ့တွေ့ဆုံခြင်းအခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။ မစ္စတာဝမ်ကနိုဝင်ဘာ20ရက်ကစပြီးမြန်မာနိုင်ငံမူဆယ်ဧရိယာမှာလက်နက်ကိုင်တိုင်းရင်းသားတွေရဲ့တိုက်ခိုက်မှုကြောင့်တိုက်ပွဲတွေဖြစ်ပွားလာခဲ့ပြီးစစ်ပွဲကြောင့်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအကြီးအကျယ်ထိခိုက်ခဲ့ရတဲ့အပြင်တရုတ်နိုင်ငံနဲ့ထွက်ပြေးခိုလုံလာတဲ့စစ်ပေးရှောက်ပြည်သူ14000ကျော်ကိုလည်းကူညီဆောက်ရှောက်ထားရကြောင်းပြောပြပါဗျာ။ အခုဆိုရင်တိုက်ပွဲတွေကြောင့်နှစ်စဉ်မြန်မာဘက်ကျမ်းမှတလဲတရုတ်ဘက်ကျမ်းမှတလဲကျင်းပနေတယ်။နှစ်နိုင်ငံကုန်စည်ပြပွဲကျင်းပဖြစ်မဖြစ်မသေးချာပဲ။ဒီနေ့မြန်မာဘက်အချမ်းမူဆယ်မှာကျင်းပရမယ့်နှစ်ဖြစ်ပြီးကုန်စည်ပြပွဲကျင်းပဖြစ်လိမ့်မယ်လို့တော့သူမျှော်လင့်ကြောင်းကုန်စည်ပြပွဲကျင်းပဖြစ်ရင်တရုတ်နိုင်ငံမန်စီမှာကြီးမားတဲ့ဖြော့ပြပွဲတွေလုပ်မယ်လို့ပြောပါရယ်။မန်စီမြို့ဟာတရုတ်နိုင်ငံ UNV နဲ့တဲဟုံးကိုပိုင်အုပ်ချုပ်ရေးခရိုင်ရဲ့မြို့တော်ဖြစ်ပြီးရွှေလီမြို့ကနေတဆင်းမြန်မာကုန်သည်အများပြားကုန်ကူးသက်တွားရောက်နေတဲ့မြို့လည်းဖြစ်ပါရယ်။ ်မစ္စတာဝမ်ကတော့တိုက်ပွဲတွေကြောင့်ဂျူကိုပိုင်ဆိုင်နယ်ဆက်တရုတ်ဘက်အချက်ဝမ်ဒိမ်မှာအမြောက်ဆက်ကြားရောက်ပောက်ကွဲပြီးပြည်သူတယောက်တရားရခဲ့တယ်လို့ပြောပါတယ်ဝန်နေမျိုးနယ်ဆက်အေရိယာကစာတင်ကျောင်းတွေကိုလည်းယာယီပိတ်ထားရသလိုတရုတ်မြန်မာကုန်သွယ်ရေးလည်းကြာဆင်းသွားကနှစ်နိုင်ငံလူဝင်ထွက်လည်းကြာဆင်းသွားပြီးမြန်မာဘက်ကတိုက်ပွဲတွေကြောင့်တရုတ်နိုင်ငံဘက်မှလည်းထိခိုက်မှုတွေအများကြီးရှိနေတာကြောင့်မြန်မာဘက်အချက်မှတိုက်ခိုက်မှုတွေအမြန်ရက်ဆဲပြီးငြိမ်းချမ်းရေးရဖို့လိုလားတယ်လို့ပြောပါဗျာ။ ဒီသတင်းကိုတရုတ်နိုင်ငံဆစ်ချောက်စကတ်ကိုရောက်ရှိသတင်းယူနေတဲ့ CNB ဖွဲ့ကပေးပို့တာဖြစ်ပြီးကျမအီဖြိုးဝေကတင်ဆက်ထားတာပါ။